တွေးလွတ်ချင်းဆိုင်ရာယောဂ breathing day faces ဆိုတာကတွေးခွဲချင်းအချက်လက်များမလုံလောက်မှုကြောင့်တွေးလွတ်ချင်းများဖြစ်ပေါ်နိုင်တဲ့အခြေအနေတစ်ခုပါယခုတွေးခွဲချင်းအချက်လက်များမလုံလောက်မှုကအမွေနှစ်ယောဂဖြစ်နိုင်တယ်လို့ကလေးဘဝကာလမှာလည်းဖြစ်ပေါ်နိုင်ပါတယ်ဒီယောဂနဲ့ပတ်သက်ပြီးအထင်ကရဥက္ကမတစ်ခုက hemophilia ဖြစ်ပြီးဒါဟာ factor v တို့မဟုတ် factor အတွေးခွဲချင်းအချက်လက်များမလုံလောက်မှုကြောင့်အရွယ်စားငယ်များမှာအများအားဖြင့်ယောဂဖြစ်ပေါ်တာကိုတွေ့ရပါတယ် အများအားဖြင့်သွေးလွှတ်ခြင်းဆိုင်ရာယောဂါ breathing diseases တာအတဲအင်္ဂါများမှာအထူးအရေးကိုအခြေအနေများအတွင် ဖြစ်ပေါ်လာတဲ့အရာယူယောဂါတစ်ခုပါဥပမာအထူးအသည်းမအောင်မြင်မှု like you liver failure ကဲ့သို့ဒါမှမဟုတ် dick disseminated coagulopathy လို့ခေါ်တဲ့အခြေအနေတစ်ခုအနည်းနဲ့လည်းဖြစ်ပေါ်နိုင်ပါတယ်ဒါဟာကိုယ်ခန္ဓာမှာသွေးခွဲခြင်းအချက်အလက်များမလုံလောက်မှုကြောင့်အလွန်မင်းယောဂါဖြစ်ပေါ်ခြင်းသို့မဟုတ်အယိုးအဆစ်များမှာအယိုးအဆစ်ရောင်ခြင်းများဖြစ်နေတဲ့အခါတွေ့ရပါတယ်ကျေးဇူးတင်ပါတယ်